မင်္ဂလာပါရှင်ဒီနေ့စရမရဲ့သင်ချာအတွက်တက်ကအခန်းနှင်းပြန်လည်လေးတင်ခန်းကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။နံပါတ်1အောက်ပါတို့ဤအကြီးဆုံးပုံစာခွဲကိန်းကိုရှာပါ။အဲ့တော့ဆရာမတို့ကအကြီးဆုံးပုံစာခွဲကိန်းကိုရှာတဲ့အခါမှာဒီအဲတုံးထားစာခွဲကိန်းနည်းတဲ့ပဲရှာပါမယ်။ဟုတ်ပြီနော်။အဲ့တော့24ကိုဖွဲမယ်နှစ်အမြောက်စနစ်။စနစ်ကိုချက်ခွဲမယ်နှစ်အမြောက်သူ့ကိုချက်ခွဲတော့နှစ်အမြောက်6။ 6ကိုထက်ခွဲမယ်2အမြောက်2အမြောက်2 3 4 6ဟုတ်ပြီဒါဆိုလို့ရှိရင်နှစ်ကမလားထက်လဲဆိုတော့နှစ်3ထက်အမြောက်3နောက်တော့108တဆင့်ချင်းစီခွဲပါမယ်နှစ်အမြောက်108ဆိုတာကနှစ်9လီတက်ဆယ်နှစ်၄လီရှိနှစ်အမြောက်54နောက်တော့ဆက်ခွဲမယ်54ကိုလည်းနှစ်နဲ့ခွဲလို့ရတယ်နှစ်အမြောက်နှစ်နဲ့လီ၄နှစ်9လီ74 နဲ့မြ၂၀ခွန်ဟုတ်ပြီ၂၀ခွန်ကိုကြတော့ဆရာမတို့ကနှစ်နဲ့ဖွဲလို့မရအောင်သုံးနဲ့မှဖွဲလို့ရမယ်၃၉ဒီ၂၀ခွန်ဒါပဲနော်အဲ့တော့ဆရာမကဒီအောက်မှာဆက်ပြီးတော့ရေးပါမယ်၃၉ဒီ၂၀ခွန်ဆိုတော့ကိုယ့်ကိုထက်ခွဲမယ်နဲ့အမြောက်နဲ့အမြောက်၃ကိုယ့်ကိုထက်ခွဲတော့၃အမြောက်၃ ဟုတ်ပြီသူ့ကိုရေးမယ်နှစ်ကနှစ်ထက်ဆိုတော့2 to the power 2သုံးကသုံးထက်ဆိုတော့3 to the power 3ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့က24နဲ့108ရဲ့အကြီးဆုံးမုံစာခွဲကင်းကိုရေးမယ်108တို့ဤအကြီးဆုံးမုံစာခွဲကင်းဟုတ်ပြီအဲ့တော့စကွဲဂိမ်း ဆိုလို့ရှိရင်ဆရာမတို့က ပါပါနေတဲ့ဟာကိုယူတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနှစ်သုံးထက်ရဲ့နှစ်နဲ့ထက်ရဲ့ဆိုလို့ရှိရင်သူကပါပါနေတာပေါ့နော်ဘုံပါနေတဲ့ဟာဒီဘလောက်လဲဆိုတော့နှစ်နဲ့ထက်ဒါကြောင့်နှစ်နဲ့ထက်ကိုယူမယ်သုံးကိုကြည့်တော့ဒီမှာသုံးတစ်ထက်သုံးသုံးထက်ဆိုတော့ပါပါနေတာကသုံးတစ်ထက်ဖြစ်လို့သုံးတစ်ထက်ကိုယူမယ်ဒါဆိုလို့ရှိရင်ဒါကိုရှင်းလိုက်တဲ့အခါမှာနှစ်နဲ့လီက၄၄အမြောက်၃ဆိုတော့၄၃၄စနစ်ဒါပြီနော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်ခါကွေး 128ကိုဆက်မလို့ခွဲမယ်128နဲ့324 128က2အမြောက်2640နဲ့448ဒါတော့သူ့ကိုဆက်ခွဲမယ်2အမြောက်64အဲ့တော့ကလေးတို့ကရရတယ်ဆိုရင်64ဆိုတာနှစ်ပတ်နဲ့တက်တခါလေးရေးလိုက်လို့ရတယ်မရရင်တော့ဆက်ပြီးခွဲပါနှစ်မြောက်32နောက်တစ်ခုကနှစ်အမြောက်နှစ်32ဆိုတာနှစ်အမြောက်76 နောက်တစ်ဆင့်ထပ်သွားမယ်နှစ်အမြောင်နှစ်အမြောင်နှစ်16ဆိုတာကနှစ်အမြောင်ရှစ်နှစ်အမြောင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 ်ရှစ်ဆိုတာကနှစ်3ခါဆက်မတစ်ခါလေးရေးလိုက်တော့မယ်နှစ်3ခါဆိုရေးရေးလိုက်ဒါဆိုရင်နှစ်က1 2 3 4 5 6နှစ်9ထက်ဒါပြီနော်အဲ့တော့ဒါဒီ2 to the power 7နောက်တစ်ခုက324ဟုတ်ပြီ324ကိုခွဲမယ်နှစ်အမြောက် နှစ်တလီနှစ်နှစ်ချောက်လေးဆဲနှစ်နှစ်နှစ်လီလေး။ဟုတ်ပြီ162နှစ်ကိုချက်ခွဲမယ်နှစ်အမြနှစ်ရှိလေးဆက်ချောက်87ဟုတ်ပြီဒါဆိုတော့87ဆိုတာနှစ်နဲ့ဖွဲလို့မရတော့ဆိုဆင်မရုတ်က3နဲ့ဖွဲမယ်။နှစ်အမြနှစ်အမြ3 28 28 3လေး3 28အဲ့တော့ဆမရောက29ကိုထပ်ခွဲမယ်2အမြောက်2အမြောက်3အမြောက်အဲ့တော့29လေးက3928 ကိုယ်ထက်ခွဲမယ်နှစ်အမြောက်နှစ်အမြောက်သုံးအမြောက်သုံးအမြောက်သုံးသုံးလေးကိုဟုတ်ပြီဒါဆိုရင်သူ့ကိုဆံမရေးလို့ရပြီနှစ်ကနှစ်ထက်2 to the power 2 into 3ကကြတော့1 2 3 4ဆိုတော့3က4ချက်2 to the power 4ဒီတော့128နဲ့324တို့ဤအကြီးဆုံးပုံစခွဲခြင်း အကြီးဆုံးပုံစံဝဲကိန်းကြီးများချင်းအဲ့တော့ရေးလိုက်မယ်နော်အကြီးဆုံးပုံစံဝဲကိန်းကိုရှာခြင်းနဲ့ဆိုတော့ဆရာမတို့ကပါဝါနေတဲ့ဟာကိုယူမယ်တူတူသက်ပါဝါ7ဒီမှာတူတူသက်ပါဝါ2ဒါဆိုရင်ယူရမှာကတူတူသက်ပါဝါ2 3တူတူသက်ပါဝါ4ဒီမှာပါတယ်ဒီမှာမပါဘူးဆိုတော့ဆရာမတို့ကမယူတော့ဒီတော့အဖြေက2နဲ့လီက4အဲ့တော့128နဲ့324ရဲ့အကြီးဆုံးပုံစံဝဲကိန်းဒီဘယ်လောက်ဖြစ်မလဲဆိုတော့4ဖြစ်ပါမယ်အဘတို့ကိုမားမယ်ဆုံးဖြတ်ပါ ကကြီး20နဲ့30ကြားရှိတုတ်တာကိန်းများမှာ21 23 25 29တို့ဖြစ်သည်မှန်လားမလားပဲဆင်မရရေးရမယ်အဲ့တော့စစကြည့်မယ်21ဆိုတာကတဲ့အမြောက်27ရတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကကြတော့93 27ရတယ်။ဒါဆိုရင်သူကတုတ်တာဂိမ်းမဟုတ်တော့ဘူး။23 23ကတုတ်တာဂိမ်း25ကလည်းတုတ်တာဂိမ်းမဟုတ်ငါ25ဆိုတာက9အမြောက် 25ဆိုတာက1အမြောက်25ဒီတော့27ကော25ဟောဒီတုဒ္ဒကိန်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့27 23 25 29ဒီတုဒ္ဒကိန်းဖြစ်သည်ဆိုရဒီနံပါတ်ကကြီးကမှားပါတယ်နောက်တစ်ခုကြည့်မယ်ခါခွေ16 20 24 32နဲ့32တို့ဤအကြီးဆုံးမုံစာခွဲကိန်းမှာ10ဖြစ်သည်တဲ့အကြီးဆုံးမုံစာခွဲကိန်းဒါဆိုဆရာမတို့ကအကျဲနဲ့မှတွက်ကြည့်မယ်အဲ့တော့16ကိုဆရာမတို့ကခွဲမယ် နှစ်မြောက်ရှစ်သုဒ္ဓဆာဝေကိန်းခွဲနည်းနဲ့ပဲအကျန်းထဲမှာခွဲပါမယ်ရှစ်ဆိုတာကနှစ်သုံးထက်နှစ်တစ်ထက်နဲ့ဆိုဆက်မတစ်ခါလေးရေးလိုက်မယ်သူကနှစ်လေးထက်ရမယ်20ကိုခွဲမယ်နှစ်မြောက်30ဒီတော့သူကနှစ်မြောက်နှစ်မြောက်ငါဆက်ခွဲလိုက်တယ်ဒီတော့2 to the power 2 into 5နောက်တစ်ခုက24နှစ်မြောက်7နှစ်7နှစ်4 24ဆိုတော့ စနစ်ကိုထပ်ခွဲမယ်နှင်းမြောက်ချက်၆ကိုထပ်ခွဲမယ်နှင်းအမြောက်နှင်းအမြောက်နှင်းမြောက်၃ဒီတော့သူ့ဆရာမတို့ထန်ညွန်းပုံစံနဲ့ရေးမယ်2 to the power 3 into 3နောက်တစ်ခုက32 32နဲ့ကနှင်းအမြောက်16နှင်းအမြောက်နှင်းအမြောက်8ရှိကိုဆက်ခွဲမယ်နှင်းအမြောက် နဲ့အမြောင်နဲ့အမြောင်နဲ့အမြောင်နဲ့တခါလေးရေးလိုက်ပဲဆရာမဟုတ်ပြီနော်ဒါကနဲ့နယ်လီ၄ဒီနယ်လီ၈၈နယ်လီ၁၆၁၆နယ်လီ၃၀တူတော့တူတူတပ်ပါဝါ5နဲ့၅ချက်ရမယ်ဒါဆိုဟုတ်ပြီဆရာမတို့ကအကြီးဆုံးဘုံစခွဲဂိမ်းကိုတည်ချင်တယ်အဲ့တော့အကြီးဆုံးဘုံစခွဲဂိမ်းဆရာမပြောပြပြီစခွဲဂိမ်းလို့ပြောရင်ပါဝါနဲတဲ့ဟာကိုယူတယ်အဲ့တော့ဒီမှာနှစ်၄ထက်ရှိတယ်နှစ်နှစ်ထက်ရှိတယ်နှစ်၃ထက်ရှိတယ်နှစ်၅ထက်ရှိဒါဆိုဆရာမတို့ကနှစ်နှစ်ထက်ကိုယူမယ် ပြတဲ့ခါမှာသူကဒီမှာငားမပါဘူးဒီမှာငားရှိတယ်၃ရှိတယ်ဒါတော့၃သည်ဘုံပါနေတာမရှိတဲ့အတွက်ကြောင့်မလို့ဆံမလို့သူ့ကိုပါဝါနေတာယူလိုက်တော့မရှိတော့ဘူးပေါ့နော်အဲ့တော့သူတို့ရဲ့အကြီးဆုံးပုံစံအဝဲကိန်းက၄ဖြစ်မယ်အဲ့တော့ဒီမှာ၈လို့ပေးထားတာဒီတာကမားတယ်ပေါ့နော်အော်ဘယ်နောက်တော့ခန်းငယ်4 into 3 to the power 2, 3 into 4 to the power 2 ကောမှာ2 into 3 into 5တို့ဤအကြီးဆုံးပုံစံခွဲကိန်းမှာ4 square into 3 square into 5သူကဒါတွေကိုဆရာမတို့ခွဲလိုက်မယ်သူတို့ရဲ့စာခွဲကိန်းခွဲပြီးတော့သူတို့ရဲ့အကြီးဆုံးပုံစံခွဲကိန်းက4 to the power 2 into 3 to the power 2 into 5ပြဲအဲ့တော့ဆရာမတို့ကိုတွက်ကြည့်ပါမယ် အော်ဗျပထမတစ်ခုကပါလဲဆို4 3 to the power 2အဲ့တော့သူ့ကိုဆမ်မက4ဆိုတာ2 2ဆိုတော့ဆမ်မက2 to the power 2နဲ့3 to the power 2စိတ်မှရေးလိုက်မယ်အဲ့တော့ဒါက3 4 square ဆိုတာက4 4ဟုတ်ပြီနော်အဲ့အောင်မှာဆမ်မက2နဲ့ပဲရေးမယ်ဒါက2 square ဒါက2 square 2 to the power 2နှစ်ခုနော်အဲ့ဒါဆိုလို့ရှိရင်ဒါက၄ထက်ရမယ်3 2 to the power 10နဲ့ဆိုတော့4 2 to the power 4အဲ့ဒါကကြတော့2 into 3 into 5ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဆရာမတို့ကရှာကျင်တာကဘာလဲဆိုတော့အကြီးဆုံးပုံစာခွဲကိန်း။စာခွဲကိန်းဆိုလို့ရှိရင်ဆရာမတို့ပါဝါနေတဲ့ဟာကိုယူမယ်။အဲ့ခါကျတော့ဆရာမတို့ဒီမှာကြည့်လိုက်မယ်။နှစ်နဲ့ထည့်ရေဒီမှာနှစ်လေးထည့်ရေနှစ်ရေဆိုတော့ဆရာမတို့ကနှစ်ကိုပဲယူမယ်။အမြ။သုံးနဲ့ထည့်ရေဒီမှာကသုံးကတစ်ထည့်ရေဒီမှာသုံးတစ်ထည့်ဆိုတော့သုံးတစ်ထည့်ကိုပဲယူမယ်။ အဲ့ဒါပြီးတော့ဆမရော့ကြီးဒီမှာငားကသူကဒီမှာပါတယ်ဒီမှာလည်းမပါတော့ဆိုတော့ငားကိုမြူတော့အဲ့တော့အဖြေက3နဲ့6ပဲရမယ်ဟုတ်ပြီနော်အဲ့တော့သူကဗာပေးထားလဲဆိုတော့6ကိုဆမရော့ထက်ခွဲရင်လည်းဒါ2မြောက်3ပဲရမယ်2တစ်ချက်3တစ်ချက်ပဲရသူပေးထားတဲ့ဒီမေဖုန်းထဲမှာပေးထားတဲ့4 to the power 2 into 3 to the power 2 into 5ကိုဆမရော့မရအောင်ဒါကြောင့်မလို့ဒီနံပါတ်ကငယ်ရတယ်ဗာလဲဆိုတော့သူ့အဖြေကအမားပါနော်ဟုတ်ပြီနောက်တစ်ခုခါကြီး30 36 တို့ဤအငယ်ဆုံးပုံစာတော့ဂိင်းဒီတစ်ခါဆရာမတို့ကစဒူးဂိင်းကိုရှာရတော့မယ်အဲ့တော့ဆရာမကတော့သုဒ္ဓဆာဝယ်ဂိင်းနီးနဲ့ပဲရှာလိုက်မယ်ဒါပို့လွယ်လို့ဟုတ်ပြီနော်နှဲ့အမြောက်ဆန်ကအဲ့တော့နှဲ့အမြောက်ဆန်ကိုခွဲလိုက်တော့သုံးနဲ့ခွဲမယ်သုံးကားလေးဆန်ကဒါပြင်ခွဲမရအောင်ဒီတိုင်းထားလိုက်မယ်36နှဲ့အမြောက်78ကိုထက်ခွဲနှဲ့အမြောက်နှဲ့အမြောက်9ကိုကိုထက်ခွဲနှဲ့အမြောက်နှဲ့အမြောက်သုံးအမြောက်သုံး ီတော့ဒါကိုဆံမရေးမယ်2 to the power 2 into 3 to the power 2အဲ့တော့ဒီရဲ့အငယ်ဆုံးပုံစံရောဂိမ်းဘာလဲဆိုတော့သူကစရောဂိမ်းဆိုလို့ရှိရင်ဆံမတို့ကပါဝါကြီးတဲ့ဟာကိုယူမယ်အကုန်လုံးယူရမယ်ပေါ့နော်ဒါဆိုရင်နှစ်ကနှစ်တစ်ထက်နှစ်နှစ်ထက်ဆိုတော့နှစ်နှစ်ထက်ကိုယူမယ်3က3တစ်ချက်3နှစ်ချက်ဆိုတော့3နှစ်ချက်ကိုယူမယ်5တစ်ချက်ရဲ့ဒီမှာ5အထက်မရှိဘူး5တစ်ချက်ကိုယူမယ်အဲ့တော့ဘယ်လောက်ရမလဲဆိုတော့နှစ်နယ်လီက4 3 3လီက6ပြီးတော့မှ5 အဲ့တော့95 45 45 44က180ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူပေးထားတာကဘယ်လောက်လဲဆိုတော့36 30 36တို့ဤအငယ်ဆုံးပုံစံတို့ဂိမ်းမှာ120ဖြစ်တည်ဆိုတော့ဒါလည်းမဖြစ်မလဲဆိုတော့သူ့အဖြေကမှားတယ်အမေတော့အဘတို့ဤအငယ်ဆုံးပုံစံတို့ဂိမ်းကိုရှားပါစတို့ဂိမ်းဆိုလို့ရှိရင်ဆမ်မတို့ကပါဝါများတာကိုယူတယ်အကုန်လုံးကိုယူရမယ် နောက်ပြီး84ကိုဖွဲမယ်။နေအံမြောက်နေလေးလီ၈နေနယ်လီ၄၄နေအံမြောက်၄၂ကိုထပ်ခွဲမယ်။နေအံမြောက်၄ကနေနယ်လီ၄နှစ်တလီနှစ်ဟုတ်ပြီ။27ဆိုရင်သူက3နဲ့ပဲခွဲမယ်။3ခုနဲ့လီ27တို့ရေးမယ်။2 to the power 2 into 3 into 7နောက်တစ်ခု63 63ဒီဆမရုတ်ကနှစ်နဲ့ခွဲလို့မရတော့ပေါင်းလိုက်တော့ကိုးဖြစ်နေတဲ့အတွက်ကြောင့်ကိုးနဲ့ခွဲလည်းခွဲ၃နဲ့ခွဲလည်းခွဲဟုတ်ပြီနော်အဲ့တော့ဆမရုတ်က၃နဲ့ခွဲမယ်346 343 27က3827ဒါဆိုရင်ဒီမှာတဲ့သူကထပ်ခွဲလို့မရတော့3 to the power 2 7 126 126ကနှစ်အမြလက်6လေး7နှစ်အဲပြီးတော့နှစ်3 4 63 63ဆိုတာလည်းဆမ်မလို့ဒီပေါင်းလိုက်တော့ကိုဖြစ်တယ်ဒီအတိုင်းပဲဗောနော်သူ့ကိုခွဲလိုက်မယ်3အမြောက်27 27ကိုချက်ခွဲ2အမြောက်3အမြောက်3ခုနဲ့လေး27ဟုတ်ပြီသူ့ကိုထညွန်းပုံစံနဲ့ရေး2 into 3 to the power 2 into 7ဟုတ်ပြီဒီတော့84ကောမှာ63နဲ့126တို့ဤအငယ်ဆုံးပုံစံတို့ကင်း အငယ်ဆုံးပုံစံရောကင်းမြင်မြချင်းဟုတ်ပြီအဲ့တော့ဆာရိုကိကိုလိုချင်လို့ရှင်ဆရာမတို့ကပါပါတွေအကုန်လုံးကိုယူတယ်လို့ပြောထားတယ်ဆိုတော့စဉ်းစားကြည့်ပါမယ်နှစ်နဲ့ထက်ဆိုတော့ဒီမှာနှစ်နဲ့ထက်ရှိတယ်ဒီမှာနှစ်ကမရှိဘူးဒီမှာနှစ်တစ်ထက်ရှိတယ်ဒါဆိုရင်အထက်များတာကနှစ်နဲ့ထက်တူတူသက်ပါပါတူ၃ကဒီမှာတစ်ထက်၃ကဒီမှာနှစ်ထက်ဒီမှာနှစ်ထက်ဆိုတော့၃ဝန်းနှစ်ထက်ယူမယ် ခွန်ခွန်ကဒီမှာတစ်ထက်တစ်ထက်တစ်ထက်ဆိုခွန်ကိုယူမယ်။ဟုတ်ပြီအဲ့တော့ဒါကနှစ်နယ်လီ၄ဟုတ်ပြီနော်နှစ်နယ်လီက၄အမြောက်ဒါကသုံးနယ်လီက sorry သုံးသုံးလီက၉အမြောက်ခွန်အဲ့တော့ဒါကိုရှင်းမယ်၉ခုနယ်လီ63 63အလေးနဲ့မြောက်၄32နှစ်ရေးတက်မဲ့64 24 25အဲ့တော့ဆံမလို့ရတဲ့အဖြစ်ဒီ250နဲ့200မယ် အဘိခါဂွေယာဆမရရှာမာတီ48 80 130နဲ့အဘိ48ကိုခွဲမယ်48ဆိုတာနှစ်အမြတ်နှစ်နယ်လီက4နှစ်လေးလီက8 24ကိုထပ်ခွဲမယ်နှစ်အမြောက်7အော် sorry ဒီရှေ့မှာနှစ်တစ်ခုရှိဦးမှာနော်နှစ်အမြောက်ရှေ့ကနှစ်အမြောက်ပြီးတော့နှစ်အမြောက်7ဟုတ်ပြီနှစ်အမြောက်နှစ်အမြောက်7ကိုခွဲမယ်နှစ်အမြောက်6 6ကိုခွဲမယ် နေအမြောင်နေအမြောင်နေအမြောင်နေ3 4 6အဲ့တော့ဆမရောက2လေးထဲရပြီ2လေးထဲအမြောက်3လေး၈ကိုခွဲပြီးတော့နောက်တစ်ခုက80နဲ့2နဲ့အမြောက်82ကိုခွဲမယ်နဲ့3လေး6 26 40 30နဲ့6 36ကိုခွဲမယ်နဲ့အမြောက်78နဲ့အမြောက်နဲ့အမြောက်78ကိုခွဲမယ်နဲ့9လေး78ဟုတ်ပြီ9ကိုထပ်ခွဲမယ် နဲ့အမြောက်နဲ့အမြောက်နဲ့အမြောက်သုံးအမြောက်သုံးဟောပြီးဒါဆိုရင်ဒါကနဲ့သုံးချက် to to the power 3 into ဒါကသုံးကနှစ်ချက်ဟောပြီးဆက်ကြည့်မယ်နောက်တစ်ခုက130နဲ့နှစ်နဲ့အမြောက်262ဟောပြီးနော်တက်တက်ကျန်ဆိုတော့26 26နဲ့အမြောက်နဲ့အမြောက်66ကိုခွဲမယ်နဲ့346နဲ့346 33 33ကတော့ဒါ3နဲ့ပဲခွဲမယ်7 3 33 34 33အဲ့တော့3မှတ်မြောက်7အဲ့သူ့ကိုနှစ်ချက်ဂိမ်းပုံစံနဲ့ရေးမယ်2 to the power 2 into 3 into 11အဘိဒါဆိုရင်ဆမတို့ကအဖြစ်ရေးမယ်48ကောမ82နှစ်နဲ့132တို့ဤအငယ်ဆုံးပုံစံတို့ဂိမ်းညီမြချင်း စာရေးမယ်နော်ဆရာမမရေးပြတော့အငယ်ဆုံးပုံစာတော့ဂိညီများချင်းဟုတ်ပြီနှစ်ကိုကြည့်မယ်နှစ်လေးထက်ရယ်နှစ်သုံးထက်ရယ်နှစ်နှစ်ထက်ရယ်ဆိုတော့များတဲ့ဟာကိုယူတော့နှစ်လေးထက်၃ကိုကြည့်မယ်၃တစ်ထက်၃နှစ်ထက်၃တစ်ထက်ဆိုတော့၃နှစ်ချက်ကများတော့၃နှစ်ထက်ကိုယူမယ်ပြီးတော့၁၁စတက်တစ်ချက်ဆိုတော့စတက်ကိုယူမယ်ဟုတ်ပြီအဲ့တော့ဒါကိုဆရာမတို့ကမြောက်ကြည့်မယ်နှစ်လေးတက်ဆိုတာကနှစ်လေးခုကိုမြောက်မယ်1 2 3 4 နှစ်နဲ့လီ၄၄နဲ့လီ၈၈နဲ့လီ၁၆သူက၁၆သုံးနှစ်ထက်ဆိုတာက၃၃၄၉ပြီးတော့မှ၁၁ဒါရီအကုန်လုံးကိုပြန်ရှင်းရမယ်၁၆အမြောက်၉ရဲ့၁၁ရဲ့အဲ့တော့၁၁၉၄၉၉၉အမြောက်၁၆ဒါမြောက်ကြည့်လိုက်ပါမြောက်လိုက်တဲ့ခါမှာဆင်မတဖြစ်တစ်ခါလေးရေးမယ်1584ဆိုပြီးတော့ရပါတယ်ဟောပြီနော်ဒါဆိုရင်ဒီနေ့သွားခဲ့တဲ့ဆင်မတို့ကဒီပြန်လည်ကြံခံကလေးတို့ကောက်ကောက်ရသွားပြီလို့ထင်ပါတယ်နော်နောက်ဗီဒီယိုဒီမှာဆက်ပြီးတော့မှာ အခန်း3အပိုင်းကိန်းနဲ့တသမကိန်းတွေကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။